ရမြန်မာကဒါကျွန်တော်တို့မြန်မာနေရှင်နယ်လီကိုဒီနေ့မှာ supporting sponsor အနေနဲ့ပါဝင်ပံ့ပိုးတာပေါ့နော် supporting sponsor ကကျွန်တော်တို့ sponsor ချက်အဲ cash ကတက်တက်ကျွန်တော်တို့အခုအင်ကိုင်းအနေနဲ့ဒီ EV motor ကားတစ်စီးကိုနောက်ဆုံးပေါ့ EV motor ကားတစ်စီးကိုအင်ကိုင်းအနေနဲ့ပေးတာပေါ့အဲ့ဒီအဲ့ဒီကားပေးရတဲ့ဖက်ကြောင်းပေးရတဲ့ခံစား ု Women League ကပြည်သက်လေးစိတ်ဝင်စားလာတာဖြစ်တယ်ကျွန်တော်တို့လည်းအရင်ရက်ပို့ပြီးတော့ပြင်ပွဲပွဲစဉ်စရာတွေဟိုပြည်သက်ကြည့်လို့ရတဲ့နေ့တွေမှာကျွန်တော်အများစုပေါ့ကျွန်တော်တို့ဟိုချင်းကပ်ပြီးပြန်ယူဆရတာရှိတယ်ချန်ပီယံလမ်းကြောင်းမှာရှိနေတဲ့အတင်းကြီးရဲ့ပွဲအများစုကိုတနင်္ဂနွေကပြည်သက်တွေအာတိုက်ရိုက်အားပေးလို့ရအောင်ရုပ်တံဒီကျွန်တော်တို့ Forever Group နဲ့ညှိထားပါတယ်အဲ့ဒါတော့ဒုတိယအကြော်ကြမှာကျွန်တော် အသေးစိတ်ထုတ်ပြန်ပေးပါမယ် Women League ကတော့ကျွန်တော်တို့ အောက်မှာတည်မှုကျင်းပတဲ့ပြိုင်ပွဲတစ်ခုပေါ့အခု Human League ကပြည်သက်လေးစိတ်ဝင်စားလာတာဖြစ်တယ်ကျွန်တော်တို့လည်းအဲအရင်ရက်ပို့ပြီးတော့ပြိုင်ပွဲပွဲစဉ်ဇာတ်ရီပြည်သက်ကြည့်လို့ရတဲ့နေ့တွေမှာကျွန်တော်အများစုပေါ့ကျွန်တော်တို့ဟိုချင်းကပ်ပြီးပြန်ယူဆရတာရှိတယ်ဒါအပြင်ကိုကျွန်တော်တို့ကယာဒီကုန်ကနီးမှာအမှတ်ပေးစရာအနေထားကိုကြည့်ပြီးတော့ဟိုဟိုပွဲစဉ်လှည့်ပြီးတော့ဆွဲတာမျိုးရှိတယ်ဟိုဥပမာချန်ပီယံလမ်းကြောင်းမှာ၃သင်းရှိတယ်အဲ၃သင်းဆုံးသွားမယ်ဟာကိုကျွန်တော်ယာဒီပိတ်မှာပြန်ပြီးတော့တွေ့အောင် ျွန်တော်တို့ယာဒီပိတ်ခံဒီ၃ဘက်လောက်အလုံးမှာကျွန်တော်တို့ပြန်ပြီးတော့ reschedule လေးပြန်လုပ်ဒါအပြင်ကိုကျွန်တော်တို့ဘရုံမာမှာကစားတဲ့ပွဲပေါ့နော်ဘရုံမာမှာကစားတဲ့ပွဲနောက်ဒီဘက်ရန်ကုန် United မှာကစားတဲ့ပွဲတွေဆိုရင် ကျွန်တော်တို့ရုပ်တံကနေကျွန်တော်တို့ဖွဲပါ group ရဲ့အကူအညီနဲ့ပဲရုပ်တံအမှာလွှင့်ပေးနေတယ်အရင်ကတော့ပွဲတိုင်းကိုကျွန်တော် YouTube ကျွန်တော်တို့ channel တွေကလွှင့်နေအခုဆိုရုပ်တံအလွှင့်ပြီးဆိုရင်ရုပ်တံအပြင်ကိုကျွန်တော် YouTube ရောတို့ရဲ့ပြုံးပလေးကျွန်တော် application မှာကြည့်လို့ရတယ်ဆိုတော့ Women League ပွဲတွေကပြီးခဲ့တဲ့ ယာလီရဲ့အစာရင်ဒါရုပ်တန်းလွှင့်တာပူလာတော့ပေါ့အဲကြောင့်လို့ဒီကျွန်တော်တို့ရဲ့ဒီဥက္ထာကြီးရဲ့ဟို ARI ဘန့်ကလည်းကျွန်တော်တို့ human league ကိုအဲ၃နှစ် main sponsor ဖြစ်ပံ့ပိုးပေးမယ်ဆိုပြီးကျွန်တော်အကျိုးညီနိုင်သဘောတူညီချက်ရတာရှိတယ်အဲကျွန်တော်တို့ဒီ2025 2026ရာသီရဲ့2026 2029ရာသီရဲ့နောက်တတိယရာသီက2029 2028ရာသီရဲ့ကျွန်တော် main sponsor ဖြစ်ပေးမယ်အဲကြရင်ကျွန်တော် main sponsor ရလာပြီဆိုရင်ကျွန်တော်တို့ အခုတည်းပို့ပြီးတော့ကလတ်တင်းတွေကိုလည်းကျွန်တော်တို့ပုံမူထောက်ပံ့နိုင်မယ်ကျွန်တော်တို့ဘလုံးပြိုင်ပွဲကိုလည်းအခုတည်းပို့ပြီးတော့ဟိုဟောပေါ့နီလန်းမောင်းစုံเนี่ยကျွန်တော်တို့ aggregate ဖြစ်အောင်ကျွန်တော်စူးစမ်းပြီးတော့ကျင်းပနိုင်အောင်လုပ်တော့မယ်ပေါ့ဟုတ်ဟောဒုတိယအကြောင်းမှာလည်းခုနကကျွန်တော်ပြောသွားလို့ကျွန်တော်တို့ကပြိုင်ပွဲ standing ပေါ့နော် table standing ကိုတစ်ပတ်နဲ့တစ်ပတ်နဲ့အထက်ကြတော့ရှိနေတာပေါ့နောက်ဆုံးအပတ်လောက်၃ပတ်လောက်အလိုမှာကျွန်တော် standing ကိုကြည့်မယ်တကယ်လို့ဟိုနှစ်သင်းသို့မဟုတ်သုံးသင်းက champion လမ်းကြောင်းမှာတိုင်ဖြစ်နေတယ်ဆိုတော့အဲ့အသင်းကိုကျွန်တော်နောက်ဆုံးမှာ ဒီတူနာခွဲမှာကျွန်တော်နောက်ဆုံးရာသီပိတ်ပွဲနဲ့စူပီဘွဲအခမ်းအနားလုပ်မှာအဲ့ဒီမတိုင်ခင်မှာလိုရရင်ကျွန်တော်ပွဲစဉ်တွေလှည့်မယ်ပွဲစဉ်လှည့်မယ်ဆိုတော့ဟိုဟိုပါပေါ့ week like တစ်ခုလုံးချိန်းတာမျိုးကျွန်တော်လွတ်ချင်လုပ်မယ်အဲ့ဒါအတော့ကျွန်တော်အသင်းတွေကိုကြိုပြောပြီးတာကျွန်တော်တို့အဲ picture တွေဝေတဲ့အအကြောင်းမျိုးမျိုးကြောင့်လိုအပ်ချက်အရာပွဲစဉ်เนาะအချို့အပြောင်းလဲရှိကောင်းရှိနိုင်ပြီဖြစ်ပြီးရှိခဲ့ရင်တက်ဆိုင်ကလပ်တင်းတွေအားလုံးကိုကြိုတင်ညီနိုင်အတိပေးပြီးတော့အကြောင်းကြားသွားမယ်ဆိုပြီးတော့ကျွန်တော်ပြောမီဒီယာနေနဲ့ကျွန်တော်ထုတ်ပြန်ပါမယ် ျွန်တော်တို့ရုပ်တံလဲဒီထုတ်လင်းလို့ကောင်းတဲ့ပွဲတွေပေါ့နော်ကျွန်တော်ဟိုဦးမဲလီကျင်းပတာဟိုပရိသာကွင်းလဲပြောထားတယ်တောင်းမလားပရိသာကွင်းဆိုရင် TV ရိုက်လို့ရတယ်ပရိသာကွင်းပြောထားတယ်ဦးကျင်းပနေရတော့ကျွန်တော်တို့ဟိုတက်ကရိုကွင်းရယ်ကျွန်တော်တို့အဓိကကျင်းပတော့ဘရုံမာကွင်းရယ်ပေါ့နော်ဒီခါလေးကျွန်တော်တို့ M3 မှာကျင်းပတာ M3 လို့နေရာမျိုးကျွန်တော်ရုပ်တံရိုက်လို့မရအောင်ရုပ်တံရိုက်လို့ရတယ် facility မရှိဘူးဘရုံမာကွင်းကတော့ကျွန်တော်တို့တက်ကြတက်တက်နေတာပြောတယ်ဖွဲ့ဝကကျွန်တော်တို့ရိုက်ပေးတယ်အခန်းတွေရှိတဲ့အခန်းတွေ TV control room တခြား control room ကျွန်တော်ပန်ကာတို့အဲကုန်းတို့မပြည့်ဆိုတာသူတို့နဲ့လည်းကျွန်တော်ညီနိုင်ပြီးလုပ်တယ်နောက်တစ်ခုကကျွန်တော်တို့ရန်ကုန်မှာရန်ကုန်ယူနိုက်တက်မှာကစားတဲ့ပွဲတို့ဒီမှာကစားတဲ့ပွဲဆိုရင်တော့ရုပ်တံထုတ်လိုက်ရတာပို့အဆင်ပြေတာပေါ့အဲအဲ့လိုရုပ်တံပွဲအများစုအဓိကတော့ချန်ပီယံလမ်းကြောင်းမှာရှိနေတဲ့အတင်းကြီးရဲ့ပွဲအများစုကိုတနင်္ဂနွေနေ့ကပြည့်တက်တဲ့အတိုက်ရဲအားပေးလို့ရအောင်ရုပ်တံဒီကျွန်တော်တို့ Forever Group နဲ့ညှိထားပါတယ်အဲ့ဒါတော့ဒုတိယအကြော်ကြောင်မှာကျွန်တော်အသေးစိတ်ထုတ်ပြန်ပေးပါမယ်ပြည်ယာမြန်မာကဒါကျွန်တော်တို့မြန်မာနေရှင်နယ်လိကိုဒီနေ့မှာ supporting sponsor အနေနဲ့ပါဝင်ပံ့ပိုးတာပေါ့နော် supporting sponsor ကကျွန်တော်တို့ sponsorship အဲ cash ကတက်တက်ကျွန်တော်တို့အခုအင်ကိုင်းအနေနဲ့ဒီ EV motorin ကားတစ်စီးကိုနောက်ဆုံးပေါ့ EV motorin ကားတစ်စီးကိုအင်ကိုင်းအနေနဲ့ပေးတာပေါ့အဲ့ဒီအဲ့ဒီကားပေးရတဲ့လွှဲပြောင်းပေးရတဲ့အခမ်းအနားပေါ့ဆိုတော့ကျွန်တော်မြန်မာ nationally ကဒီ sponsorship အင်ကိုင်းတွေကိုအခြေခံပြီးတော့ပြိုင်ပွဲတွေကြီးမှုကျင်းပရတယ်။နောက် operation cost တွေနောက်ဆုံးပြကျွန်တော်တို့ဟို queen နေပြင်တာအစနောက် club team တွေကိုပေးတဲ့ subsidy ထောက်ပံ့ကြေးရအစဒီ sponsorship အင်ကန်ရမယ်ကျွန်တော်တို့အမိပြုပြီးတော့ပေးရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ emitter မှာလိုအပ်တဲ့ဒါ sponsor တဲများစွာတဲ့ကဒါတထောင်တနေရာနေပံ့ပိုးပေးတဲ့ KIA မြန်မာကိုလည်းအရင်ကျေးဇူးတင်ပါတယ်သူတို့ရဲ့ပံ့ပိုးမှုကလည်းကျွန်တော်တို့အတွက်အများကြီးအထောက်အထားပါတယ်အခုဆိုရင်ဒါအင်ကန်ပေးတဲ့ကားဆိုရင်လည်းကျွန်တော်တို့လဲသုံးရင်သုံးမယ်ကျွန်တော်တို့ဟိုရုံသုံးနေနေပေါ့နော်ဒါသုံးရင်လည်းသူတို့ brand new လည်းကျွန်တော်ပြန်ပြီးတော့ပြန်ပြီးပြင်နေပြရမှာပေါ့နော် ။နောက်ကျွန်တော်တို့ဒီမှာလည်းအဲ EV ကဟိုပါပေါ့ချာချင်းတွင်းနဲ့ဟိုပါစတေရှင်တစ်ခုပါသူတို့ install လုပ်ပေးထားပါတယ်။ကျွန်တော်တို့တကယ် one stop service အပြည့်အဝပေးထားတဲ့အတွက် Kia ကိုဒီညကဘလုံးလောကကိုစားမြန်မာ nationally ကိုစားကျေးဇူးအများကြီးတင်ရှိကြောင်းပေါ်ပြလိုပါတယ်။